အမေရိကန်ပြည်ထောင်စုဟာအာဆီယံနိုင်ငံတွေရဲ့အဓိကကုန်သွယ်ဘက်နိုင်ငံဖြစ်တာနဲ့အညီနှစ်ဖက်ကုန်သွယ်မှုပမာဏဟာလည်းတစ်နှစ်ထက်တစ်နှစ်ပိုမိုကြီးထွားလာနေပါတယ်။အမေရိကန်ဟာအာဆီယံနိုင်ငံအများစုရဲ့အဓိကပို့ကုန်နိုင်ငံဖြစ်တာကြောင့်ဒါရဲ့အားနည်းချက်အသာချက်တွေကိုလေ့လာကြည့်ကြရအောင်ပါ။အာဆီယံရဲ့စစ်တပ်နိုင်ငံမြောက်အဖွဲ့ဝင် ဖြစ်တဲ့တီမော်လာစတေမပါပဲအရင်ရှိခဲ့တဲ့မူရင်းအာဆီယံဆယ်နိုင်ငံနဲ့အမေရိကန်အကြားကကုန်သွယ်မှုပမာဏဟာမနှစ်2024ခုနှစ်က ်ဒေါ်လာ453ဘီလီယံအထိစံချိန်တင်မြင့်တက်ခဲ့ပါတယ်2024ခုနှစ်မှာအာဆီယံကအမေရိကန်ကိုတင်ပို့တဲ့ကုန်ပစ္စည်းတန်ဖိုးဟာဒေါ်လာ312ဘီလီယံရှိခဲ့တာကြောင့်အရင်နှစ်ခတဲ့စာရင်16ရာခိုင်နှုန်းတက်လာခဲ့တာပါဒီနှစ်မှာသမ္မတဒေါ်နယ်ထရမ့်က reciprocal tariff ဆိုတဲ့ခေါင်းစဉ်အောက်ကနေအာဆီယံအပါအဝင် နိုင်ငံအလုံးနီးပါးအပေါ်တွင်းကုံအခွန်နေအစမတန်တိုးကောက်မဲ့အစီအစဉ်ကြောင့်နှစ်ဖက်ကိုယ်သွေးဟာမတည်ငြိမ်တဲ့အခြေအနေတွေကိုရောက်နေပြီး အရင်နှစ်တွေကအရှင်ကောင်းကောင်းနဲ့ပုံမှန်တက်လာနေတဲ့ကုန်သွယ်မှုပမာဏကိုမိနိုင်မယ်မထင်ဘူးလို့ကြွမ်းကျင်သူတွေကခံမှန်းနေကြပါတယ်။ဒါ့အပြင်အမေရိကန်ကုမ္ပဏီတွေအရှိတောင်အာရှနိုင်ငံတွေမှာဓာတ်ရိုက်လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ FDI ပမာဏဟာတရုတ်ဂျပန်ကိုရီးယားနဲ့အိန္ဒိယလေးနိုင်ငံပေါင်းတာတဲ့တောင်ပုံများတယ်လို့ဆိုပါတယ်။နောက်ဆုံးရရှိထားတဲ့စီးနေအရအာဆီယံနိုင်ငံတွေမှာအမေရိကန်ကုမ္ပဏီ6000ရှိတယ်လို့ဆိုပါတယ်။အာဆီယံရဲ့အခုလိုကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှု အာဆီယံနဲ့အခုလိုကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုလှုပ်ဆောင်နေတဲ့အတွက်လဲအမေရိကန်မှာအလုတ်အကင်ပေါင်း6 2500ကိုဖန်တီးပေးထားနိုင်တယ်လို့ဆိုပါတယ်အခုလိုကုန်သွယ်ရေးမှာအာဆီယံဘက်ကအမေရိကန်ကိုအားထားအမိသဟဲပြုနေရတဲ့အတွက်အဖွဲ့ဝင်နိုင်ငံအသီးသီးမှာစီးပွားဖွံ့ဖြိုးတိုးတက်ပြီးအလုတ်အကင်တွေဖန်တီးပေးနိုင်တာမှန်ပေမဲ့သမ္မတထရမ်အခုနှစ်အစောပိုင်းမှာကြေညာခဲ့သလိုတွင်းကုန်ခွန်တွေကိုတစ်ဖက်သက်အများပြားတိုးမြင့်ကောက်တဲ့အစီအစဉ်မျိုးဖြစ်လာတဲ့အခါကိုယ့်ဘက်ကထိခိုက်ညံ့မှုနှုံးကလည်း ကြီးမားပါတယ်။အဲ့ဒီလိုအခင်းကျင်းမျိုးဖြစ်လာတဲ့အခါအမေရိကန်နဲ့ကုန်သွယ်မှုကြီးလေလေ ကိုယ့်ဘက်ကထိခိုက်ညှစ်နှာမှုပိုကြီးလေလေ ဖြစ်ပါတယ်။မူရင်းအာဆီယံဆန်နယ်ကန်တွေက trade exposure လို့ခေါ်တဲ့ကိုယ့်ဘက်ကထိခိုက်ညှစ်နှာနိုင်မှုဘယ်လောက်ရှိနိုင်တယ်လဲဆိုတဲ့အပေါ်အခုဇယားမှာမြင်ကြရတဲ့အတိုင်းအင်ဒိုနီးရှားဟာ62ရာခိုင်နှုန်းနဲ့ထိတ်ဆုံးမှရှိနေပါတယ်။တနည်းအားဖြင့်ဒါဟာအမေရိကန်နဲ့အင်ဒိုနီးရှားတို့ရဲ့ဆက်ဆံရေးအကောက်မှုကိုပြနေတာလည်းဖြစ်ပါတယ်။အင်ဒိုနီးရှားနောက်က စင်ကာပူနဲ့ဖိလစ်ပိုင်တို့က90ရာခိုင်နှုန်းစီမလေးရှားက89ရာခိုင်နှုန်းနဲ့ထိုင်းက88ရာခိုင်နှုန်းဗီယက်နမ်က82ရာခိုင်နှုန်းတို့အသီးသီးရှိကြပါတယ်အဲ့ဒီအောက်ကဂျာနဲ့၄နိုင်ငံနဲ့အမေရိကန်ဆက်ဆံရေးဟာထိတ်က6နိုင်ငံလောက်အဆင်မပြေနေဘူးဆိုတာကိုဒီစင်းကိုကြည့်လိုက်ရင်သိတာပါတယ်အမေရိကန်နဲ့ကုန်သွယ်ရေးအဆင်မပြေတဲ့အတွက်ကမ္ဘောဒီးယားဘက်ကထိခိုက်နေတဲ့နှုန်းကလည်း72ရာခိုင်နှုန်းသာရှိပြီး ရူနိုင်က300ခန်းနှုန်းမြန်မာနဲ့လာအိုတို့က200ခန်းနှုန်းစီအတိအသင့်ရှိကြပါတယ်မြန်မာနဲ့လာအိုတို့ဟာအမေရိကန်နဲ့ကုန်သွယ်ရေးအစစ်မပြေယုံနေမှာကဘူးဒီနိုင်ငံရဲ့ကုန်ထုတ်ဆွမ်းအားနဲ့တခြားနိုင်ငံတွေကိုပို့နိုင်တဲ့ပို့ကုန်ကလည်းကုန်ကြောနေပြီးကုန်ကြမ်းပဲများတာမို့ကုန်သွယ်မှုပမာဏဟာလည်းတက်မလာတာဖြစ်ပါတယ်ဒါကြောင့်လဲအာဆီယံတဲကအမေရိကန်နဲ့ကုန်သွယ်မှုများတဲ့နိုင်ငံတွေက တမနာထရန့်မလေးရှားမှာအာဆီယံထိပ်သီး CEO ပဲလာတက်တဲ့အချိန်တွင်းကုံအခွန်ရှော့ချရေးကိုအဓိကထားတဲ့ကုံတွယ်ရေးဆိုင်ရာသဘောတူညီချက်တွေမရရအောင်ချုပ်ဆိုခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ